တိုက်ခိုက်တာတွေခံနေရလဲအပြုံးမဖြစ်ပါဘူးလို့ပြောလိုက်တဲ့စစ်နိုင်သီဟာဦးအားလုံးပဲမင်္ဂလာပါပရိသတ်ရှင်အခုဆိုရင်စစ်နိုင်သီဟာဦးတယောက်အမှုပညာလုံလေးတွေမှာအဖေဖြစ်သူလိုမျိုးအောင်မြင်မှုတွေရရှိလာဖို့အတွက်အစွမ်းကုန်စူးစမ်းနေပြီဖြစ်ပြီးတော့သူရဲ့တဘာဝကြရတဲ့တယောက်ဆောင်ချက်လေးတွေကိုလည်းပရိသတ်တွေကသဘောကျအားပေးနေကြတာဖြစ်ပါရဲ့ရှင်စစ်နိုင်သီဟာဦးကတော့အမှုပညာလုံလေးတွေမှာစတိုင်းဆိုသလိုရိုက်ကူးရေးတွေလုပ်ပေးနေရသလိုအခုလက်ရှိချိန်မှာတော့ တရုတ်ဆောင်စစ်နိုင်တရားဦးတယောက်တချို့လူတွေရဲ့ဝေဖန်တိုက်ခိုက်ပြောဆိုတာတွေကိုခံနေရပါတယ်သူကတရုတ်ဆောင်တဲ့ဘက်မှာကောင်းလာပြီးဖြစ်ပေမဲ့သူ့ရဲ့ရုပ်ရည်ပိုင်းကိုလှောင်ပြောင်ပြောဆိုတာ true တာကိုခံနေရတာဖြစ်ပါတယ် ။စနိုင်းတရားဦးကတော့တခြားမင်းသားတွေလို ရုပ်ရည်ခံမရှိပါဘူး။ရုပ်ဆိုးတဲ့မင်းသားအဖြစ်တချို့ကပြစ်တင်ကထိုးနှက်ပြောဆိုနေကြတာပါ။အခုဆိုရင် စနိုင်းတရားဦးကိုနောက်ွယ်ကနေပြောဆိုတိုက်ခိုက်နေကြတဲ့အတန်တွေကကြကြလန်လန်ထွက်ပေါ်လို့လာနေပါတယ်။အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတချို့ပြည်သက်တွေကစနိုင်းတရားဦးဘက်ကနေကကွယ်ပြောဆိုနေကြပြီးတော့သူ့ကိုအပြေးဝအားပေးနေကြတဲ့သူတွေလည်းရှိပါတယ်။ဒီကနေ့မှတော့စနိုင်းတရားဦးကသူ့ကိုအမျိုးမျိုးဝေဖန်တိုက်ခိုက်နေကြတဲ့သူတွေကိုပွပွလင်းလင်းပဲပြောဆိုလာခဲ့ပါတယ်။ စနိုင်းတရားဦးကိုသူ့ကိုတိုက်ခိုက်ပြောဆိုနေကြတဲ့အပေါ်မှာအခုလိုပဲပြောပြခဲ့တာပါ။သူကကျွန်တော်ကိုယုံမလောက်ဘူးမင်းသားယုံမဟုတ်ဘူးဆိုပြီးအများစုကပြောဆိုနေကြတယ်။အဲ့ဒီပုံမှာတော့ကျွန်တော်ကစိတ်မဆိုးပါဘူးဒါကကျွန်တော်ရဲ့ဖြစ်တည်မှုပဲလေဘသူတွေကဘာတွေပဲပြောပြောအပြုံးမပြတ်ပါဘူးကျွန်တော်ဝါသနာပါတဲ့အမှုပညာလုပ်လေးတွေကိုအကောင်းဆုံးစ조사ပြီးတော့လုပ်သွားမှာပါအရေးကြီးတာကအောင်မြင်ဖို့ဆိုရင်ရုပ်ရည်ကအတ္တိကမကြောက်ဘူးတရုတ်ဆောင်လုပ်နေတာမို့တရုတ်ဆောင်ပိုင်းကိုပဲ ပို့ပြီးတော့ကောင်းလာအောင်လုပ်သွားမယ်ပရိသတ်တွေကိုအမှုပညာရသကောင်းနေပေးချင်တယ်ပို့ကောင်းလာဖို့ကိုပဲစူးစမ်းသွားမှာပါကျွန်တော်ကတော့ဇန်နဝါရီကောင်းနေမထဲပါဘူးကျွန်တော်ကအခုလိုတွေပြောပြီးတိုက်ခိုက်နေကြလဲစိတ်လည်းမစိုးသလိုအဲ့ဒီပုံမှာလည်းခံစားမနေပါဘူးဆိုပြီးတော့ပြောပြလာခဲ့ပါတယ်စနိုင်းတရားဦးကတော့သူ့ကိုဘသူတွေကပဲတိုက်ခိုက်တိုက်ခိုက်သူ့အနေနဲ့အမှုပညာလုပ်လေးတွေမှာဒီထက်မကအကျိုးစားသွားမယ်လို့ဆိုပါရယ်အခုဆိုရင်စနိုင်းတရားဦးကဝေဖန်ပြောဆိုမှုအမျိုးမျိုးကြားကနေအကောင်းဆုံးစူးစမ်းနေပြီပဲဖြစ်ပါရယ်ရှင် စစ်နိုင်တီဟာဦးကတော့သူဝါဒနာပါတဲ့အမှုပညာလုပ်လေးတွေကိုပဲစ조사ပြီးလောက်ကင်သွားမှာပါအဲ့ဒီပေါ်မှာလည်းပြည်သက်တွေကစစ်နိုင်တီဟာဦးကိုအားပေးနေကြပါတယ်နိုင်ငံကျော်မင်းသားကြီးတီဟာတင်ဆိုနေစမှာဦးရရဲ့တူတီတော်သားဖြစ်တဲ့စစ်နိုင်တီဟာဦးကတော့အခုဆိုရင်အမှုပညာလုပ်လေးတွေမှာစတိုက်လောက်ကင်လာနေရပြီဖြစ်ပြီးကြော်ညာလေးတွေအမျိုးမျိုးမှာလည်းစတိုက်ဆိုသလိုပါဝင်ကရိုက်ကူးပေးလာနေရပါပြီ နောက်ထပ်လည်းအမှုပညာလှူရှားမှုအသစ်လေးတွေအတွက်ကန့်လန့်ခံနေရပါတယ်။မကြာမီမှာလည်းစစ်နိုင်တရားအုပ်ကရုပ်ရှင်စက်ကားကြီးတွေရိုက်ကူးလာရတော့မှာပါ။အဲဒီပေါ်မှာလည်းသူကအခုလိုပဲပြောပြထားပါတယ်။စစ်နိုင်တရားအုပ်ကကျွန်တော်ကတော့လာမယ့်ရုပ်ရှင်ကားကြီးအတွက်ပြင်ဆင်နေပါပြီ။အကောင်းဆုံးစူးစမ်းသွားမယ်။အဖေရဲ့ခြေအားနင်းပြီးပြိတ္တတွေရဲ့အားပေး လက်ခံမှုကိုရရှိဖို့ကအဓိကပါဇက်ကားတွေကန်လန်းလာရလဲရှိပါတယ်လာမယ့်ဇက်ကားမှာကျွန်တော်ကိုမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့မြင်တွေ့လာမှာပါဆိုပြီးတော့စနိုင်တရားဦးကပြောပြထားပါတယ်အခုဆိုရင်စနိုင်တရားဦးကအမှုပညာလုပ်လေးတွေမှာဖခင်ဖြစ်သူလို့ပြိသက်တွေရဲ့အားပေးလက်ခံမှုရရှိအောင်စူးစမ်းနေပြီဖြစ်တယ်လို့ပြိသက်တွေကလည်းစနိုင်တရားဦးကိုအရင်ကတည်းကအားပေးဝန်းရံပေးလာနေကြပြီပဲဖြစ်ပါရဲ့ရှင်